အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတရုတ်ယူရာမြင်းနှစ်ဘွားတွေနဲ့ပတ်သက်ပြီးတော့2025မှာဆောင်းရံဆောင်းရံတည်စီရာအခြေအနေလေးတွေကိုပြပြပြီးတော့မှာဖြစ်ပါတယ်မြင်းနှစ်ဘွားတွေကို1954 1966 1988 1990 2002နဲ့2014နှစ်တွေမှာမွေးဖွားတဲ့သူတွေကို မြင်းနှစ်ဘွားတွေလို့ခေါ်ဆိုသတ်မှတ်ကြတာဖြစ်ပါတယ်အခုလာမယ့်2026နှစ်ကလည်းမြင်းနှစ်ဘွားတွေအတွက်နှစ်တစ်နှစ်ဖြစ်တယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ် မြင်းနှစ်ဘွားအများစုရဲ့ဇိုက်တဘာဝတွေကတော့လွတ်လပ်ပြီးတော့တက်ကြွတဲ့ဇိုက်တဘာဝတွေရှိကြပါတယ်။မြင်းနှစ်ဘွားအများစုရဲ့သိတာတဲ့အရေးချင်းတစ်ခုကတော့ယူသားခြင်း၊ကြိုးစားခြင်းနဲ့လွတ်လပ်စွာတည်ထိုင်တဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့မြင်းနှစ်ဘွားတွေကိုအာတကယ်ပေါ့နော်အလုပ်ငန်းခွင်တွေမှာတော်တဲ့ထက်တဲ့ဝန်ထမ်းတွေလုပ်ငန်းခွင်တွေမှာအများကြီး pressure ကိုခံပြီးတော့လုပ်နိုင်တဲ့သူတွေဆိုပြီးတော့ချီးကျူးကြလို့ရှိပါတယ်။ဘာကြောင့်လဲဆိုရင်မြင်းနှစ်ဘွားတွေရဲ့ဇိုက်လက္ခဏာကအလုပ်လုပ်ရတာကိုစိတ်နှစ်သက်ပြီးတော့မပြင်းမရီးနဲ့သူ တို့လုပ်ချင်တဲ့အလုပ်ကိုဖြစ်မြအောင်လုပ်တတ်တဲ့အရေးချင်း ရှိတဲ့အတွက်ကြောင့်ပါပဲပေါ့နော်မြင်းနှစ်ဖွာအမျိုးသားအများစုကမိသားစုကိုတွေ့တာတက်ပြီးတော့တံမိုးထားတတ်ပါတယ်ဒါအပြင်အလုံးနဲ့ပတ်သက်လို့ရှိရင်ဘယ်အလုံးမဆိုမြင်းနှစ်ဖွာအမျိုးသားတွေကတက်ကြွစွာနဲ့လုံခြုံတဲ့တဲ့ဇာတ်ရှိပါတယ်မြင်းနှစ်ဖွာတွေကလွတ်လပ်မှုကိုချစ်မြတ်ညိုးတယ်ဆိုတဲ့အတိုင်းမြင်းနှစ်ဖွာအမျိုးသားအမျိုးသားတွေကလွတ်လပ်နေတတ်ပေမဲ့လည်းတကယ်မိသားစုနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့စီးစနစ်ကြီးပြီးတော့ယူသားတဲ့အမျိုးသားတွေဖြစ်ပါတယ်မြင်းနှစ်ဖွာအမျိုးသမီးတွေကတော့အင်ဂျီအဝေစာဝိတ္တာကအစဘေးရာမဆိုရိုးရိုးရင်ရင်လေးဖြစ်အောင်တက် နိုင်စို့စီရင်လေးရှိပါတယ်။ဒါကြောင့်မြင်းနစ်ဘွားအမျိုးသမီးတွေက အယိုးဆုံးနဲ့အလှဆုံးဆိုရဲเนาะအလှပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကုန်သတ်တီတွေကိုလည်းပိုင်ဆိုင်ထားကြတယ်။မြင်းနှစ်ဖွာအမျိုးသမီးအများစုသည်ဒါသမီးကိုအလွန်ခင်တွဲပါတယ်။ဒါအပြင်ခင်မုန်းတဲ့ကိုလည်းအမြဲမျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့ဂယူဆိုင်တက်တဲ့အမျိုးသမီးလည်းပဲဖြစ်ပါတယ်။နောက်ပြီးတော့မြင်းနှစ်ဖွာအမျိုးသမီးလေးတွေကအချီးနဲ့ပတ်သက်လာရင်အနှဲငယ်သဝင်တူတက်ပါတယ်။ကိုချစ်တဲ့သူကိုတခြားသူတွေနဲ့ရောနှောနေတာမကြိုက်သလိုကိုကိုယ်တိုင်းရဲ့သစ္စာတရားကိုဆောင်ထင်းတတ်ကြပါတယ်။မြင်းနှစ်ဖွာအမျိုးသားတွေကလည်းထုံနီးအကောက်မှာပဲပေါ့နော်။ကိုချစ်တဲ့အမျိုးသမီး တွေကိုချစ်တဲ့သူတွေကိုဆိုလို့ရှိရင်တခြားသူတွေနဲ့ရောနှောပတ်သက်တာမျိုးကိုသီကံလေးမရှိပါဘူးမြင်းတဲ့ဘွားအများစုကနော်အချီနဲ့ပတ်သက်လို့ရှိရင် အတိကဥထိတ်ထားပြီးတော့မေတ္တာတရားကြီးမာတဲ့ယာတီကွန်နေတဲ့ရတစ်ခုလည်းပဲဖြစ်ပါတယ် မြင်းနှစ်ဖွာအများစုကစိန်ခေါ်မှုတွေစိတ်လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ရှိရင်ရင်ဆိုင်ပြီးတော့ဖြည့်ရှင်းတတ်တဲ့စိတ်လှုပ်ရှားစရာတွေဗဟေတိတွေကိုဖြည့်ရှင်းရမှာဝါဒနာပါတဲ့ရာသီဘွားတွေဖြစ်ပါတယ်ဒီတော့ဒီအကျင့်အတိုင်းပေါ့နော်2025မှာလည်းကိုယ့်ရဲ့လုပ်ငန်းခွင်မှာစိန်ခေါ်မှုတွေကိုသူများနဲ့မတူဘဲနဲ့ထူးခြားပြီးတော့တမူထူးခြားပြီးတော့ဖျက်ချော်နိုင်တဲ့အခွင့်အရေးကောင်းတွေမြင်းနှစ်ဖွာတွေရရှိတတ်ပါတယ်ပြီးခဲ့တဲ့နှစ်တွေတုန်းကမြင်းနှစ်ဖွာအများစုကအထက်လူကြီးတွေရဲ့သဘောမကျမှုလို့ခေါ်ကြိုင်မဲ့တဲ့အဆင်မပြေမှုတွေကိုခံစားခဲ့ရတာလေးရှိရတယ်ဒါပေမဲ့အခု

နီဒီနှစ်ထဲမှာပေါ့နော်ထူးခြားပြီးတော့အခုနှစ်ကောနောက်တလာမယ့်နှစ်တွေမှာရောပေါ့နော်မြင်းနှစ်ခွားတွေအတွက်တကယ်စိန်ခုံမှုကောင်းကောင်းနဲ့ရင်ဆိုင်ပြီးတော့ဒါကြော်ဖြတ်မယ်ဆိုလို့ရှိရင်ရလက်တွေစုတွေအများကြီးကိုရနိုင်တဲ့เนาะဘဝကံကြမ္မာအခွင့်အရေးကောင်းတွေရောက်လာတာကိုတွေ့ရပါတယ်ဒီ2025မှာမြင်းနှစ်ခွားတွေကဘယ်စိန်ခုံမှုမဆိုရောက်လာတာနဲ့ဖြစ်ကျော်ကြည့်ပါဖြစ်ကျော်တာနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာလည်းတည်တတာနဲ့ကိုကိုယ့်ရဲ့အရေးချင်းတွေကိုအတိမတ်ပြုတာမျိုးတွေကြုံရနိုင်ပါတယ်မြင်းနှစ်ခွားအများစုကဒီနှစ်မှာအထက်သူကြီးတွေက ကိုယ့်ရဲ့ performance ကိုကြည့်ပြီးတော့အမှတ်ပေးတာရာထူးတိုးတာလစာတိုးတာစတဲ့အခွင့်အရေးတွေကိုလည်းရတတ်တာဖြစ်ပါတယ်ဒါကြောင့်မလို့အကျိအနေပြိုင်ဆိုင်ပြီးတော့လုပ်ရတဲ့လုပ်ငန်းခွင်တွေမှာရောက်နေတဲ့မြင့်နေပွားတွေအတွက်ဒီနှစ်ကတော့ပြိုင်လေလေ active ဖြစ်လေလေပို့ပြီးတော့စိန်ခေါ်မှုတွေကိုကျော်လွှားလေလေကိုယ့်အတွက်အောင်မြင်မှုတွေပိုရလေလေလို့မှတ်ထားမှာဖြစ်ပါတယ်ဒီနှစ်မှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းမြင့်နေပွားတွေကမထင်မတဲ့စီးပွားရေးအခွင့်အလမ်းတွေပေါ်ပေါက်တတ်ပါတယ်ပြီးခဲ့တဲ့နှစ်တွေတုန်းကမြင့်နေပွားတွေကငွေကြီးမတည်ငြိမ်ခဲ့ဘူးဆိုရင်ဒီနှစ်ထဲမှာငွေကြီးတည်နေမှုအတွက်အာမ 看看看，e 有没有理。刚刚 အကြံပေးမှုမျိုးတွေရတတ်ပါတယ်ဒါပေမဲ့သတိထားပါမြင်းနဲ့ပွားတဲ့ဒီနှစ်ထဲမှာပတ်စံကြပြောက်တတ်တာမျိုးတွေသူများကိုပတ်စံချီလိုက်လို့ဆုံရှုံသွားတာမျိုးတွေအပြင်ဒီနှစ်ထဲမှာပါပြစ်တယ်လဲဆိုရင်เนาะမလိုလားတဲ့ဒီတမကြီးအနောက်ရှက်ကလေးတွေကြောင့်ပတ်စံဝေးကြီးကုန်ကြရလေးတွေရှိတတ်ပါတယ်ဒါအပြင်ကိုလိုချင်တဲ့ပစ္စည်းတစ်ခုကိုဇွတ်တရုတ်ဝယ်လိုက်လို့ကိုမရုပ်တရက်ဘတ်ဂျက်ချက်တဲသွားတာမျိုးလေးတွေနဲ့လည်းမြင်းနဲ့ပွားမျိုးသားတွေတထူးသဖြင့်တော့မျိုးသားတွေပေါ့နော်ကြုံတွေ့နိုင်ပါတယ်အမျိုးသမီးတွေကတော့ဒီနှစ်ထဲမှာကိုယ့်ရဲ့အိမ်အောင်ဘတ်ကြောင့်ကိုယ့်ရဲ့သားသမီးတွေကြောင့်ကိုနဲ့အတူ ူးရှိနေတဲ့သူတွေကြောင့်ငွေကြေးပတ်စံကုန်နာမျိုးလေးတွေရှိတတ်ပါတယ်เนาะ ရင်းနေပွားတဲ့ဒီနဲ့2025မှာရန်ကိုရင်ခုန်စရာကောင်းတဲ့ relationship အခြေအနေလေးနဲ့ကြုံတွေ့ရနိုင်ပါတယ်။အိမ်အောင်ရှိပြီးသားအိမ်အောင်ပြုပြီးသားမြင်းနေပွားအမျိုးသားအမျိုးသမီးတွေဒီနှစ်ထဲမှာကလေးရဖို့ကြိုးစားနေလေဆိုရင်ကလေးရနိုင်ခြင်းအလွန်များပါတယ်။ကလေးရတပါတယ်မိသားစုဝင်ဦးရေတိုးတက်ပါတယ်မြင်းနေပွားအမျိုးသားတွေအထူးသဖြင့်ဒီနှစ်ထဲမှာစံပွင့်တက်ပါတယ်အမျိုးသမီးတွေကတော့ဒီနှစ်ထဲမှာကိုယ့်ကိုချင်းကပ်လာတဲ့သူတွေကနေပြီးတော့ပြန်လဲပြီးဝေးချရတဲ့အခွင့်အရေးလေးတွေရှိတတ်ပါတယ်အထူးသဖြင့်အမျိုးသားတွေကတော့ဒီနှစ်ထဲမှာကိုယ်လိုက်ရင်လိုက်သလောက်ကို ိုတဖက်လူရဲ့အချစ်တွေကိုရတတ်ပါတယ်မြင်းနှစ်ဘွားအမျိုးသားတွေရဲ့ထူးခြားတဲ့အချက်ကတော့ကိုချစ်တဲ့သူကိုသဘောကျတဲ့သူကိုရအောင်လို့အတွက်သူရဲ့စိတ်ကိုအချိန်ပေးပြီးတော့နော်လိုက်နိုင်တာမျိုးပိုးပန်းနိုင်တာမျိုးဖြစ်ပါတယ်ဒါကြောင့်မြင်းနှစ်ဘွားအမျိုးသားတွေရဲ့2025မှာကိုမျက်စိကျတဲ့သူရှိရဲဆိုလို့ရှိရင်အဲ့ဒီလူနဲ့နီးစပ်ဖို့ပံ့ပိုးဖို့အတွက်အခွင့်အရေးတွေအများကြီးကိုစီမရောက်လာတာမျိုးကိုတွေ့ရတတ်ပါတယ်အများနဲ့ရှင်အချီးမှသူများထက်ထင်ပေါ်ပြီးတော့သူများထက်ရွေးချယ်စရာများပြီးတော့သူများမလုံနိုင်တဲ့သူများမချစ်နိုင်တဲ့သူတွေကိုလည်းရွေးချယ်ပြီးတော့ချစ်ခ ြစ်နိုင်တာခြေရေးဆိုနိုင်တာအဖြေပြန်ရတာမျိုးလေးတွေရှိတတ်ပါတယ်ဒါကြောင့်မလို့ဒီနေ့အခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မြင်းနှစ်ဘွားတွေကဒီနှစ်ကိုစံထိတ်တန်းဖြစ်နေတယ်လို့ပြောရမှာဖြစ်ပါတယ်မြင်းနှစ်ဘွားအမျိုးသမီးတွေဆိုရင်လည်းဒီနှစ်ထဲမှာတခြားသောနှစ်ဘွားတွေနဲ့မတူအလားတရားတွေသီးသသာနဲ့ glow up ဖြစ်လာတာမျိုးလေးတွေတချို့မြင်းနှစ်ဘွားအမျိုးသမီးတွေဆိုရင်အသက်အရွယ်အပြောင်းလဲဟော်မုန်းအပြောင်းလဲမှာကိုယ့်ကိုရုပ်ဆိုးနေပြီလို့ထင်နေတာကနေပြီးတော့ရုပ်တရက်အသားရည်ရဲ့လှပခြင်းခန္ဓာကိုယ်ရဲ့လှပခြင်းဆွဲဆောင်မှုရှိခြင်းတွေပြန်လည်ပြီးရောက်ရှိလာတာမျိုးတွေကြုံတွေ့ ရနိုင်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဒီနှစ်ထဲမှာမြင်းနစ်ဘွားတွေကိုအထူးသတိပေးချင်ပါတယ်။မြင်းနစ်ဘွားတွေအနေနဲ့အစားအသောက်မှားတာကိုယ်နဲ့မတည့်တဲ့အစားအသောက်တွေစားတာကြောင့်ဒီနှစ်ထဲမှာကျန်းမာရေးအညံ့လေးတွေကြုံရနိုင်ပါတယ်။ဒါအပြင်မြင်းနစ်ဘွားတွေကဒီနှစ်ထဲမှာတခုပေါ့နော်ကိုယ့်ရဲ့ဇာတာခွင်ပေါ်လိုက်ပြီးတော့တချို့သောလလေးတွေမှာကဲကျမအညံ့လေးတွေရှိတတ်တဲ့အဓိကတော့ကျန်းမာရေးညံတဲ့အပိုင်းလေးတွေရှိတတ်တယ်။နောက်ပြီးတော့မြင်းနစ်ဘွားတွေက ိုယ့်ရဲ့ဒီဇယိုင်းလက္ခဏာမှာပါတယ်လို့ပဲတက်ကြွစွာနဲ့နေတတ်တယ်ဂျဲမနေသွားစောတတ်တယ်အဲဒါမှမဟုတ်ပြေးတယ်လမ်းလျှောက်တယ်အားကစားလုပ်တယ်စသဖြင့်ပေါ့နော်အဲ့လို physical activity လေးလောရတာကြိုက်တဲ့ နှစ်ဖွာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လို physical activity လေးတွေလုပ်ရင်းနဲ့ကိုမတော်တဆတိရိုက်တဲ့နေရာလေးတွေရတတ်ပါတယ်။နောက်ဆုံးကိုကုံပြောမယ်ဆိုရင်အာလေကားကနေလမ်းလျှောက်လို့ရှိရင်တော့မတော်တဆချော်ကြတာခြေအောင်နာတာစသဖြင့်အဲ့လိုကိစ္စလေးတွေကြုံရနိုင်တဲ့အတွက်ကြောင့်ဒီနှစ်ကိုမြင်းနှစ်ဖွာတွေကိုသတိပေးချင်တာကတော့ active ဖြစ်အောင်နေပါအစားအသောက်တွေလည်းမမှန်စားပါကောင်းတဲ့အစားအသောက်တွေကိုရွေးချယ်ပါသို့တော့အရင်ကြီး over active မဖြစ်မိဖို့အတွက်ပြောချင်ပါတယ်။နေ့တိုင်းနေ့တူကပုံမှန်အားကစားလုပ်လို့ရပါမယ်။ဟိုးအဝေးတောင်အမြင်ကြီးသွားတတ်တာတို့เนาะအာဒီရေငုပ်ပြီးတော့ ားကစားလုပ်တာတော့စသဖြင့် extreme sport တွေကိုဒီနှစ်မှာလုပ်မယ်ဆိုရင်မြင်းနဲ့ဘွားတွေအနေနဲ့အခက်ခဲတွေကြုံရမယ်ကျန်းမာရေးအញ្ញံလေးတွေကြုံရနိုင်ပါတယ်ဒါလေးကိုသတိပြုမယ်ဆိုရင်တော့ဒီနှစ်ထဲမှာမြင်းနဲ့ဘွားတွေအနေနဲ့ကျန်းမာရေးမှာလည်းပဲအနေနဲ့ကင်းကင်းနောက်ဆက်ကင်းကင်းနဲ့ပြောရွှင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ် ဒီနှစ်မှာမြင်းနှစ်ဖွားရဲ့အခြေအကံကထူးခြားနေပြီးတော့ကိုယ့်ရဲ့ပါတနာကနေကိုယ့်ကို support ပေးတာကိုယ့်ရဲ့အိမ်တော်ကြီးကိုယ့်ရဲ့အခြေအမှကိုယ်နဲ့ dealing လုပ်နေတဲ့သူပတ်သက်နေတဲ့သူစီကနေပြီးတော့ငွေကြေးရုပ်ပိုင်းဆိုင်ရာအပြင်စိတ်ပိုင်းဆိုင်ရာအထောက်အကူတွေကိုပါရရှိနိုင်တဲ့အခွင့်အရေးတွေကိုကြုံနေရတာဖြစ်ပါတယ်။ဒါကြောင့်မို့မြင်းနှစ်ဖွားအမျိုးသားအမျိုးသမီးအတွက်ဒီနှစ်အခြေအကတော့အနည်းနဲ့အများဆိုလို့ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေဖြစ်လာမှာပါ။အခြေအမှစိတ်ကုန်နေတဲ့ ်ညင်းနေဖွာအမျိုးသားအမျိုးသမီးတွေရှိရင်တော့မှဒီနှစ်ထဲမှာတော့စိတ်လှုပ်ရှားတက်ကြွခြင်းနေနဲ့အတူထူကြတဲ့နော်အဲများနမောင်ဖန်တီးပေးရဲ့ဇာတာလိုမျိုးကံကောင်းတဲ့အချီးမှာထူးခြားတဲ့အရာလေးတွေကိုကြုံကိုကြုံလာရဖို့ရှိပါတယ်။ မြင်းမြင့်ဖွားတွေအတွက်ဒီနှစ်ထဲမှာကံကောင်းတဲ့အယောင်တွေကတော့အဝါအစိမ့်အနီအယောင်တွေဖြစ်ပါတယ်ဒီအယောင်တွေကိုကိုယ့်ရဲ့ lucky color ဖြစ်တဲ့နှစ်လုံးအသုံးပြုလို့ရပါတယ် lucky number ဂျိုင်းနှစ်သက်တဲ့မြင်းမြင့်ဖွားတွေအတွက်ကတော့ဒီနှစ်မှာကနန်းနံပါတ်1ကနန်းနံပါတ်3ကနန်းနံပါတ်9တွေကကိုယ့်ရဲ့ဘဝမှာအပြောင်းလဲတွေကံကောင်းခြင်းတွေကိုယူဆောင်လာပေးမယ့်ကိင္ကနန်းတွေဖြစ်လာမှာပါဒီနှစ်ထဲမှာမြင်းနှစ်ဘွားရဲ့အတွက်တဲရော့အကြံဉာဏ်လေးကိုကြည့်ပေးရမယ်ဆိုလို့ရှိရင်ဒီ spiritual stake လို့ခေါ်တဲ့တဲရော့ကလေးနဲ့ dex လေးနဲ့ကြည့်ပေးထားပါဗျာ the dad okay dad ဒီကလေးထွက်ပါတယ်ဒီကလေးက major cut လေးပါ terro မှာ major cut တွေကဘလောက်ရေးပါလဲဆိုတာလေးကိုလည်းအရင်ဆုံးတစ်ချက်ရှင်းပြကြပါမယ် major cut တွေပေါ်လာပြီဆိုလို့ရှိရင်ကိုပွားရဲ့အဓိကအပြောင်းလဲတွေဖြစ်မဲ့နှစ်ပါဒီနှစ်မှာဒီနှစ်မှာမြင်းနှစ်ပွားတွေအနေနဲ့ဘဝအပြောင်းလဲတွေစပါတော့မယ်2026ကမြင်းနှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မြင်းနှစ်ပွားတွေကကိုယ့်ရဲ့ဒီမြင်းနှစ်တွေကိုမရောက်ခင်2025မွေနှစ်မှာတဲ့ကိုကိုပွားမှာနော် ဆုံးရှုံးမိသားအရာတွေပေါ့နော်ကိုနဲ့ မကိုက်တော့တဲ့ energy တွေလက်လွတ်ချအောင်တဲ့အရာတွေကိုယ့်ရဲ့ရှေ့ဆက်ပြီးသွားရမယ့်ဘဝခရီးလမ်းနဲ့မထိုက်တန်တော့တဲ့လူပုတ်ကိုမထိုက်တန်တော့တဲ့အတွေးခေါ်မထိုက်တန်တော့တဲ့ကံတရားမထိုက်တန်တော့တဲ့ပတ်သက်မှုတွေကိုဒီ2025ရဲ့မှာခြံထားခဲ့ရတဲ့ဟာလေးတွေတွေ့ရပါတယ်။ကိုယ့်ရဲ့ကံကြွေးဝကြွေးတွေပြီးဆုံးသွားပြီးကိုယ့်ရဲ့ life တစ်ခုတည်းတက္ကနာရက်သွားပြီးကိုယ့်ကိုဒုက္ခပေးနေတဲ့သူတွေအဲကိုယ့်နဲ့အတူတူကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုမလိုက်နိုင်တော့တဲ့သူတွေဒီနေရာဒီဌာနမှာပြီးပြတ်သွားပြီးကိုဟာရှေ့ဆက်ပြီးတော့အစ်စ်အစ်စ်တွေကိုချက်ပြီးတော့ ော့ကြုံတွေ့ရပါမယ်တဲ့အဲ့တော့မြင်းနဲ့ပွားတဲ့အိမ်လေးနဲ့ဒီနှစ်ထဲမှာကိုကိုအမြဲတမ်းသတိကထားပါအဟောင်းလေးအလုံးသွားတဲ့အချိန်မှာတကားပေါက်တစ်ခုပိတ်သွားရင်နောက်ထပ်တကားပေါက်တစ်ခုပွင့်လာပါလိမ့်မယ် ပြီးဆုံးသွားတဲ့အချိန်မှာအသစ်တစ်ခုပြန်ဆပါရတယ် that is the new beginning မှာပြီးဆုံးသွားပြီးပျောက်ွယ်သွားပြီးပျက်စီးသွားပြီးဆိုတဲ့အရာတွေကတစ်ချိန်တစ်နေရာမှာပြန်လဲပြီးတော့အသစ်ပြန်ပြီးတော့ဖြစ်ထွန်းပါတယ်ဖြစ်ထွန်းတဲ့အခါမှာပိုးပြီးကောင်းတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်မြင်းနှစ်ပွားတွေဒီနှစ်ထဲမှာဆုံးရှုံးလိုက်ရတဲ့လူတွေဆုံးရှုံးလိုက်ရတဲ့အခြေအေးတွေဆုံးရှုံးလိုက်ရတဲ့လူမှုရေးတွေဆုံးရှုံးလိုက်ရတဲ့မိတ်ဆွေတင်ကဟာတွေဆုံးရှုံးလိုက်ရတဲ့ငွေရေးကြေးတွေပတ်သက်ပြီးတော့အရင်ကြီးစိတ်ပူစရာမလိုပါဘူးအလွန်အကျုံနဲ့ခံစားစရာမလိုဘူးအတိုင်းအတာတစ်ခုတွေခံစားပြီးလို့ရှိရင် give up လုပ်ပြီးတော့အ ားလုံးကိုအစားကနေပြန်စနိုင်တဲ့ဘဝရည်မှန်းချက်တွေကိုပြန်ပြီးတော့အစ်စ်တွေ့နိုင်တဲ့အနေအထားလို့ဒီဘက်မှာမြင်ရပါတယ်။ဒါကြောင့်မမြင်တဲ့ဘဝလေး2025မှာကိုယ့်အတွက်ထပ်ပြီးတော့သတိပေးပါမယ်။ဘဝမှာအကြီးမားဆုံးသောအပြောင်းလဲတွေဖြစ်နေအချိန်မှာအစ်စ်စ်တော့အရာတွေလာပါလိမ့်မယ်။အဟောင်းတွေပြောင်းနေပြီးတော့အစ်စ်တွေနဲ့ရင်ဆိုင်ရမယ့် challenge ဖြစ်မဲ့စိန်ခေါ်မှုဖြစ်မဲ့နေသားတစ်ခုကိုကြော်ခဲရပါလိမ့်မယ်။